တာလူတွေတော်တော်များများယူကြတယ်ပေါ့နော်ဒါပေမဲ့လို့အဲ့ဒါကဖျားဟောမဟုတ်ဘူးလို့လည်းဟိုဆရာတော်တွေကပြောတဲ့ဆရာတော်တွေလည်းရှိတယ်ပေါ့ဒါပေမဲ့လို့လည်းအတိတ်ဘယ်တွေကလည်းကောင်းလာဆိုတော့ရှေးဆရာကြီးတွေရေးခဲ့ကြတယ်လို့ပြောတဲ့ဒါနနာပြိမာဖျားရဲ့ဂုဏ်တော်တွေပေါ့အဝိနိကဂုဏ်တော်တွေပြောပါလေအဝိနိကဂုဏ်တော်ဆိုတာကဟိုဘာကိုပြောတာပါလဲမသိဘူးပေါ့နော် ဂုံတော်ဒီထဲမှာအတိဘယ်ဒီကတော့ကောင်းတယ်ပေါ့ဒါပေမဲ့လို့အဝိနိကဂုံဆိုတဲ့ဟာကတော့နားမလည်ဘူးပေါ့နော်အဲ့ဒီအဝိနိကဂုံဆိုတာဘာလို့ပြောတာပါလဲရှင်းလို့ရအင်ဖြစ်ပေးစေချင်ပါတယ်အဝိနိကဂုံတော်အဝိနိကဂုံနားလည်ပါနားလည်ပါစေချင်အမ် and darna pray so yin အာကျွန်တော်ကတော့ဌာနပရိကိုအာယွတ်တာတော့မကြဘူးပါဘူးအမ်အကြောင်းတကြောင်းကြောင်းလဲအာဌာနပရိကိုလဲမဖတ်ရှိဖူးပါဘူးနော်အမ်စာအုပ်ပါဠိစာအုပ်တွေမှာလဲဌာနပရိဆိုရဟာမတွေ့ရပါဘူးအဲ့ဒါမှန်တယ်ဒါပေမဲ့ဒါပေမဲ့ ဒါပေမဲ့အမ်အဒီဟာတကယ်တော့ PA ကိစ္စမှာတိမ်မထူပါဘူးနော်ကျွန်တော်တို့က PA 73မှာတောင်းအတော်တော်များများစာပေမှာလုံးဝမရှိတဲ့အပိုင်းလေးတွေတော့တွေးရပါတယ်နော်ဆိုပါတော့ပေါ်ပန်ဟာတော့ပေါ်ပန်ဟာတော့မှာတော်တော်များများအပိုင်းတွေပါလိစာပေမှာလုံးဝမရှိပါဘူးနော်အာတာနာတရားတော့မှာဆိုပြီးတော့ အာတနာတရားတော့ကျွန်တော်တို့ရဲ့စာပေမှာရှိပါတယ်ဒါပေမဲ့ဒီလိုမဟုတ်ပါဘူးဆိုအာတနာတရားတော့ဆိုတာပရိယအနေနဲ့တုတ်တန်အနေနဲ့မတူပါဘူးစကလုံးအနေနဲ့မတူပေမဲ့အမ်ပမာဏအနေနဲ့လည်းမတူပေမဲ့အနဲ့အထိပ္ပယ်အနေနဲ့တော့တူပါတယ်အဲ့တော့အမ်တုတ်တန်အာတနာတရားတော့ကအမတန်ရှဲပါတယ် နော်အမှတ်တမ်းရှိပါတယ်အဲ့ဒါကြောင့်အမ်အတူချောင်းအတူချုပ်လှုပ်လိုက်ပြီးတော့အဆီရော်တွေကအမ်အာဒနာတရားတော့ပြေအာဒနာတရားပြေအဆိုတာလှုပ်ထားပါတယ်အဲ့တော့ကျွန်တော်ကယုံကြည်တဲ့အတိုင်းဒါရဏပြေအဲ့လိုမျိုးဖြစ်နေပါတယ်ဒါဆိုအဒီမှာဘာဖြစ်သွားပြီလဲဆိုပြီးတော့မြတ်စွာဘုရားရဲ့စကလုံးကို မယုတ်ပင်မဲ့အနဲ့အဓိပ္ပာယ်ကိုယုတ်ဖြစ်တယ်အဲ့တော့ယူဆချက်ကစကလုံးကိုယုတ်တယ်ဆိုလို့ရှိရင်အမတန်စွမ်းအားကြီးပါတယ်ဒါပေမဲ့အနဲ့အဓိပ္ပာယ်ကိုတက်တက်ယုတ်ဆုံးမဲ့ဆိုလဲစွမ်းအားလည်းကြီးပါတယ်အဲ့တော့အဲ့ဒီ user ချင်းနဲ့ဒါဆိုအနဲ့အထိပ်ပတ်ဆိုရင်အနဲ့အထိပ်ပတ်တူရင်အဆင်ပြေသွားပါပြီဆိုတော့ user ချင်းနဲ့ ဒီလိုစားပေးမှမရှိတဲ့ပရိတ်တွေအများကြီးဖြစ်ပေါ်လာတယ်။ပရိတ်ကြီး73တုံးမှာအများစုကစားပေးမှရှိပါတယ်။နောက်တစ်ခါပြောမယ်။ပရိတ်ကြီး73တုံးမှာအများစုကစားပေးမှရှိပါတယ်။ဒါပေမဲ့အနည်းစုကတော့မရှိပါဘူး။နော်အနည်းစုကတော့မရှိပါဘူး။အဲ့တော့မြန်မာနိုင်ငံမှာအမ် မြန်မာနိုင်ငံမှာအမ်မြန်မာနိုင်ငံမှာပရိတ်တွေနဲ့အာပရိတ်တွေကိုအာပရိတ်တွေကိုအာစူပောင်းထားတဲ့စာအုပ်ကြီးရှိပါတယ်အဲ့ဒီစာအုပ်ရဲ့နာမည်ကအာသီရိမင်္ဂလာပရိတ်တော်လို့ခေါ်ပါတယ် အဲ့ဒါကသာသနာ၏ဥစည်းဌာနမှာထုတ်ဝေထားတဲ့စာအုပ်အဲ့တော့ဒီစာအုပ်ကိုကျွန်တော်ကအမတန်သဘောကျပါတယ်နော်ကျွန်တော်ကမြန်မာနိုင်ငံမှာယဟန်အနေနဲ့ဝါခေတုံးကအာဒီစာအုပ်မှာပြည်တွေလည်လာခဲ့ရပါတ ဲ့တော့ဒီစာအုပ်မှာဘာထူးခြားချက်ရှိလဲဆိုပြီးတော့အောက်ခြေမှတ်ချက်တွေရှိပါတယ်အောက်ခြေမှတ်ချက်တာမှာ footnote လို့ခေါ်ပါတယ်အဲ့တော့ဒီ footnote တွေမှာဒီအောက်ခြေမှတ်ချက်တွေမှာဘာရေးထားလဲဆိုပြီးတော့တိပိတကထာရမန်ကုန်းစေတော်ဖျံကြီးမှာပြောပြထားတယ်ဒီအပိုင်းကစာပေမှာမရှိပါဘူးတာမို့ဒီအပိုင်းကဒီတုတ်တန်မှာရှိပါတယ်ဆိုပြီးတော့ပြောပြထားတယ် เนาะဒါကတော့သာသနာ၏ဥစည်းဌာနမှာထိုးဝေးထားတဲ့စာအုပ်เนาะအဲ့တော့ကျွန်တော်တို့ကအဲ့လိုဆိုဒီစာအုပ်မှာ ကောင်းကောင်းမွန်မွန်ရှင်းရှင်းလင်းလင်းတွေ့ရပါတယ်ဘယ်အပိုင်းက PG 73မှာဘယ်အပိုင်းက စာပေမှာ အတိအကျတီးလို့ရှိလဲဘယ်အပိုင်းကစာပေမှာမရှိဘူးလဲဆိုပြီးတော့ကျွန်တော်တို့ကသိနိုင်တယ်အဲ့ဆိုဒီဟာကလျော့ဝှက်ချက်လည်းမဟုတ်ပါဘူး မိစားဒိဋ္ဌိမကောင်းတဲ့စကားလည်းမဟုတ်ပါဘူးနားလည်ပြီလားနော်ဒီဟာကတရားဝင်ထုတ်ဝေထားတဲ့အချက်အလက်များဖြစ်နေတာပဲအဲ့တော့ဘာကြောင့်ဒီဟာတည်တဲ့လဲဆိုပြီးတော့ကျွန်တော်တို့ကအဲ့ဒီဟာတည်တဲ့ဆိုလို့ရှိရင်ဘယ်ဟာကိုအဋ္ဌကအယုံဆက်ရမလဲဆိုပြီးတော့တည်တယ်ဘယ်ဟာက ကျွန်တော်တို့ကို ကူညီပေးလဲဆိုပြီးတော့တည်တယ်ဆိုတော့ပြည့်ရွေမှာအများဖြင့်အဲ့ဒီအစာပိုင်းလေး အဒီဟာကတော့ဆီယရိုကြီးတွေကထထားတဲ့အစာပိုင်းဖြစ်ပါတယ်။မြတ်စွာဘုရားမှာမဟုတ်ပါဘူး။အဲဒါကတော့မြန်မာပရိတ်ကြီး73မှာအကုန်လုံးမှအဲ့လိုပါပဲ။စပါဆိုထရီလင်ကနိုင်ငံမှာသူတို့ကပရိတ်ရွတ်တဲ့အခါမှာအဲ့လိုအစာပိုင်းမပေါ့။မပေါ့။ထရီလင်ကနိုင်ငံမှာမြစ်တာတုပ်ရုပ်ဆုံမဲ့ဆိုလို့ရှိရင်ကရဏီယာမထကုတလေးနဲ့ယန်တန်တန်တန်ပဒံအပိတမစ်ဆက်ပြီးတော့အဲ့လိုစား ကရဏီယမထကုတလေနဆိုတာအဲ့ဒီစကုံးနဲ့စာအဲ့ဒီအရှိမပြပြထားတဲ့မေတ္တာသုံးရဲ့စကားလေးဒီလုံးဝဘယ်သူမှမသိပါဘူးတရီလန်ကာနိုင်ငံမှာမသိဘူးဘာကြောင့်လဲအဲ့ဒါတုတ်တန်မှာမရှိလို့ကျွန်တော်ကယူဆရတဲ့ဒီအစာပိုင်းမှာအဲ့ဒီနေတန်းလေးတွေပေါ့နော်အဲ့ဒီနေတန်းလေးတွေမြန်မာစေတော်တွေထည့်ထားတယ်အဲ့တော့အဲ့ဒီနေတန်းလေးတွေအရေးကြီးလားအရေးမကြီးလားအရေးကြီးတယ် အဲ့ဒီနိဒန်လေးတွေမှာအဲ့ဒီတုံတန်ရဲ့တဘိုးအဲ့ဒီတုံတန်ရဲ့အကြောင်းကိုတတိယအဲ့ဒီဟာတတိယလိုက်ပြီးတော့စိတ်ကိုပြုပြင်လိုက်ပြီးတော့အဲ့ဒီမြတ်စွာဘုရားရဲ့စကားကိုစာရွတ်တဲ့အခါမှာတခါတဲ့တတ်ထာကြီးကြီးမားမားနဲ့ယူဖြစ်မယ်အဲ့ဒါကြောင့်ဒီ PA 73မှာ စာပေမှအတိအကျမရှိနေတဲ့အပိုင်းတွေပါလာပေမဲ့အဲ့ဒီဟာကောင်ရိုးဆိုလိုကောင်းပါတယ်အကျိုးများလည်းအများကြီးရှိပါတယ်အဲ့တော့ဒီလိုလဲဓာရဏပိယိအလိုပါပဲနော်ဒါဆိုဓာရဏပိယိမှာမြတ်စွာဘုရားဟောထားတဲ့အာဒါမဟုတ်မြတ်စွာဘုရားနေပတ်သက်ပြီးဆဲတော့အာယဟန္တာဆဲတော့မထေမြတ်ကြီးတွေဟောထားတဲ့အကြောင်းတွေရှိပါတယ် အဲ့တော့အဲ့ဒီအကြောင်းတွေကိုယူဆမယ်ဆိုလို့ရှိရင်နားလည်မယ်ဆိုလို့ရှိရင်ပိုကောင်းတယ်ပေါ့နော်ယူဆမယ်နားလည်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒါနတိလဘာဝနာစူးစမ်းမှုမှာလည်းအားပေးမှုရမယ်မြတ်စွာဘုရားရဲ့တရားတော်ကိုလည်းတည်တည်ရလိမ့်မယ်ကျေးဇူးပါ